ခုဆိုရင်မြန်မာနိုင်ငံကနည်းပညာရေးတိုးတက်လာသလိုဆက်သွယ်ရေးကောင်းမွန်လာတာလည်းမြင်တွေ့နေရမှာဖြစ်ပါတယ်။နည်းပညာရေးတိုးတက်လာနေတဲ့ဤသူလူတွေကအချိန်ကုန်လူပင်ပန်းမှုတွေနည်းနိုင်သမျှနည်းအောင်စူးစမ်းနေတဲ့အချိန်ဖြစ်ပါတယ်။နည်းပညာနဲ့ဆက်သွယ်ရေးကောင်းမွန်လာမှုကိုအသုံးပြုပြီးလူမှုကွန်ရက်တွေပေါ်ကနေအကြောင်းအဝယ်တွေလှုပ်လာတာပုံမှန်များပြားလာပါတယ်။ဒီအထက်မှာကလမတ်တွေကိုလူမှုကွန်ရက်ပေါ်ကနေအသုံးပြုပြီးဝယ်ယူနိုင်အောင်ဆောက်ရွက်လာနေကြပြီဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီ online ကိုစပြီးတော့ စာပြီးတော့လုတ်ထဲရဒီ paper ticket agent ပေါ့နော်သူတို့ရဲ့အကျိုးစီးပွားကိုလည်းကျွန်တော်တို့ထည့်ပြီးတော့စဉ်းစားထားပါတယ်ကျွန်တော်တို့ online ကတဖြည်းဖြည်းနဲ့ရှင်းတန်ပြီးတော့သုံးဆွဲသူများပြားလာတာနဲ့အမျှဟို market ကပြောင်းလဲတဲ့အနေအထားရှိရနေ market ပြောင်းလဲတဲ့အနေအထားရသူတို့လည်းဒီဈေးကွက်စီးပွားရေးတွေကိုဒီ online system ပေါ်တုံးပြီးတော့ရောင်းချလို့ရအောင်ကျွန်တော်တို့အများကြီးစဉ်းစားထားပေးပါတယ်ဒီလိုဝယ်ယူသူတွေအတွက်တော့ခုံနံပါတ်တွေကိုပိုင်ရွေးချယ်နိုင်ခွင့်ရှိပေမဲ့ဝယ်ယူပြီးကြောင်းကိုတော့ SMS တစ်စောင်သာရရှိမှာဖြစ်ပါတယ် ိုပိုင်ရှင်လိုင်းတွေကကိုပိုင် website တွေနဲ့ရောင်းဝယ်နိုင်အောင်ဆောင်ရွက်လာနေတာဆိုရင်တက်တန်းအနေနဲ့တစ်နှစ်ဝန်းကျင်လောက်ရှိလာနေပါပြီကျွန်တော် gate ကလည်း online based system တစ်ခုရှိတယ်။တခြား gate ကလည်း online based system တစ်ခုရှိတယ်။အဲ့လိုမျိုးတော့ customer နဲ့ direct ထိတွေ့ဖို့စူးစမ်းလာပြီဆိုရင်ခုန small medium business ကိုမှာဗောနော်ခုနဒီလုပ်ငန်းသေးလေးတွေပပျောက်သွားလို့ရှိတာဒါပေမဲ့ကျွန်တော်ကအဲ့ဟာကိုကျွန်တော်တို့ထက်တွက်ပြီးတော့ကျွန်တော်တို့ခုနပိုင်ရှင်ဗောနော်ကျွန်တော်တို့ပိုင်ရှင်တွေကအဲ့ဟာကိုထက်တွက်ပြီးတော့သူတို့စဉ်းစားပြီးတော့အခုသူတို့ပါကျွန်တော်တို့ဆွဲပြီးတော့ခုနဘာဖြစ်ဖြစ်ကျွန်တော်တို့ကအခုဘယ်လိုလဲဆိုသူတို့စီမှာမှာ tablet တစ်လုံးစီကျွန်တော်တို့ချပေးတယ်သူတို့ပါခုနဒီလို online ကနေရောင်းနိုင်အောင်လို့သူတို့သူတို့လည်းသူတို့ကိုပိုင် customer နဲ့ပါနဲ့သူတို့ကိုပိုင်ခုန page ဟို online မှာကိုပိုင် website နဲ့သူတို့တွေကရှိကြတာဆိုတော့အဲ့လိုမျိုးပေါ့တဖြည်းဖြည်းနဲ့ပေါ့ အဲသူတို့လည်းကျွန်တော်တို့ဆွဲခေါ်ရဲကျွန်တော်ကိုယ်စားလှယ်ရောင်းစသူတွေအတွက်လည်းနင့်နာမှုမရှိအောင်လှုပ်ဆောင်ပေးသွားဖို့စီစဉ်နေတာတွေလည်းရှိတယ်လို့ပြောပါတယ်ကိုပိုင် website တွေမှာဝယ်ယူသူတွေအနေနဲ့ငွေပေးချေမှုအတွက်တော့24နိုင်ရအတွင်းသက်ဆိုင်ရာပေးမန့်ပေါ်ကနေငွေပေးချေရမှာဖြစ်ပါတယ် online နဲ့သူတို့အမြဲတမ်းသူတို့ရှိမှအမြဲတမ်း online မှာအမြဲတမ်းဝယ်နေတဲ့ customer အနေနဲ့တော့သူတို့ရှိမှာပါအဲ့ဒါကတော့ဒါတော့သူတို့တိုက်ရိုက်ပေါ့နော်ခရီးသည်တိုက်ရိုက်သူတို့ဆက်သွယ်ထားတဲ့ customer တွေတော့ရှိမှာပါအဲ့လိုကတော့သူကတော့သူကနဲ့သူဆက်သွယ်တာပေါ့နော် အဲ့ဒီ weapon ဆိုရင်သူ့ရှိမှာခုနပြောသလိုဘန်ကောင်းနေရှိရမယ် ADN နေမြန်မာပြည်မှာတုံးနေတဲ့ဘန်နဲ့ပတ်သက်တဲ့အကောင့်တကောင်းကောင်းသူ့ထဲမှာရှိနေမှတာလျင်ဒီ gate ကြီးနေရသူစက်သွဲပြီးဝယ်လို့ရမှာအဲ့လိုအကောင့်မှဘာအကောင့်မှမရှိဘူးဆိုရင်တော့ခုနပြောသလိုကျွန်တော်တို့ agent နဲ့ပဲသူစက်သွဲရမှာပါပဲ